ဒီဒေသကြီးဟာတောင်နှလုံးကြားမြေရပြင်အထက်625မီတာပေ2050အမြင့်မှာတည်ရှိပါတယ်။ဒီုံနိုင်ငံဟာကမ္ဘာမြေဆုံတံတားကိုတရားဝင်ဖွင့်လှစ်လိုက်ပါပြီ။အရင်ကတနအိကြာခဲ့တဲ့ခီးကိုအခုဆိုရင်2မိနစ်ပဲကြာတော့မှာဖြစ်ပါတယ်။ကွေကျိုးပြည်နယ်မှာရှိတဲ့ဟွာကျန်းကျောင်းကန်ညွန်တံတားကိုတည်ဆောက်ဖို့3နှစ်ကြာခဲ့ပြီးဘီလက်မြေနယ်တမနီတန်းချင်း2000အသုံးပြုခဲ့တာပါ။ ပြီးကြတဲ့လကစံသက်ရေးဖွဲ့ဟာတရားရဲ့ခိုင်ခံ့မှုကိုစံသက်ဖို့ကုန်တင်ကား96စီးကိုတတ်မှတ်နေရရေးစီမောင်းနေခဲ့ပါတယ်။တရားနဲ့ဆက်သွယ်ထားတဲ့လမ်းမကြီးကလည်းအထင်ကြီးစရာကောင်းပြီးခွေးကောက်တဲ့လမ်းကြောင်းတစ်လျှောက်တောင်တွေကိုဖြတ်ဖောက်ထားပါတယ်။ဝါချန်းကန်ယုံတရားဟာကွေကျိုးရဲ့ရတနာတစ်ခုခီးသွွားဆွဲဆောင်ရနေရာတစ်ခုဖြစ်နေပါတယ်။ဒီလိုမျိုးကောင်းငင်ဘောကလမ်းတွေဟာပြည်내တဝန်းလုံးမှာရှိနေပြီးဤပညာစံသက်မှုတွေဟာတရုတ်နိုင်ငံရဲ့ဂုဏ်သိက္ခာကိုပြသနေပါတယ်။ရန်စီမြစ်ပေါ်မှာဆိုရင် ဒီအသစ်ဆက်ဆက်ဂျိုးတရားက30ကီလိုမီတာရှည်လျားပြီးနိုင်ငံတွင်းအရှိဆုံးတရားဖြစ်လာပါလေ။ချန်ချန်းဒေသမှာလည်းနောက်ထပ်ကြီးမားတဲ့စီမံကိန်းတစ်ခုပေါ်ထွက်လာတော့မှာပါ။နောက်ထပ်လာနေငယ်တွင်းမှာပဲဒီမြို့ဝကျွန်းပေါ်ဒေသတစ်ခုလုံးကိုဒီလမ်းမကြီးကဖြတ်တန်းသွားမှာဖြစ်ပါလေ။ဒီအဆိုရဟာသူ့ရဲ့အခြေခံအဆောက်အုံတိဆောက်ရေးစွမ်းဆောင်ရေးကိုကန့်သက်ခြင်းမရှိပြသနေတာပဲဖြစ်ပါလေခင်ဗျာ။